Brighton တိုက်စစ်မှုကိုပေါင်တန်း60နဲ့ခေါ်ယူလိုက်တာကြောင့်ပိုပြီးမတည်ကြတော့တဲ့ Chelsea ရဲ့အနာဂတ် Brighton မြောက်မဲမိလာများဘလူးလိုင်းအုပ်ကင်းကနေပြန်လဲကြိုးလိုက်ပါရင် Chelsea တင်းကတော့ဒီလက်တယောက်ထဲနဲ့ပဲဒီနေရာလေးအပြောင်းရွှေ့ကာလကိုပိတ်သိမ်းလိုက်တာမျိုးမလုပ်ခဲ့ပါဘူး Chelsea ကယူမန်ချက်ရှိတဲ့အသင်းဖြစ်ပါရင်ယူမန်ချက်ဆွေရမှာတိကျတဲ့ယူမန်ချက်တွေကိုပဲချမှတ်ထားပြီးဒါကိုကောင်းထဲဖော်ဖို့အတွက်စူးစမ်းနေတဲ့အသင်းပါဒါကြောင့် Chelsea တင်းကလာမယ့်ရာသီမှာစူပလာတွေပုံမစင်ခေါ်နိုင်တဲ့အနေအထားမျိုးထိရောက်ရှိလာဖို့ရည်သွေးရှိတဲ့ကစားသမားတွေကိုထပ်မံဖြည့်တင်နေပါတယ် တကယ်တော့ရန်ကုန်ချဲစီကဒေါမွန်တောင်ပိုင်းတိုက်စစ်သားမှာကေတန်ကိုခေါ်ယူလိုက်နိုင်ခဲ့ပြီးတဲ့နောက်အခုဆိုရင်အထောင်တိုက်စစ်နေရာအတွက်ဘရိုက်တန်ကဂျာအိုပက်ထရိုကိုလည်းထပ်မံခေါ်ယူလိုက်ပြီးတဲ့ဖြစ်ပါရင် ချဲစီကပက်ထရိုပြောင်းရွှေ့ခြင်းကိုပေါင်တန်း60ဒီအသုံးပြုသွားရမှာဖြစ်လို့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါရင်ပက်ထရိုကအခုမှအသက်23နှစ်သာရှိသေးလို့ဗိုလ်လေးတို့ရဲ့တမန်ချင်းနဲ့လည်းကိုက်ညီမှုရှိပါရင်သူရဲ့ဆန်းဆောင်ရင်ကိုလည်း Brighton မှာအထိုင်းလျောက်တက်တည်ပြပြီးသားဖြစ်လို့မျှော်လင့်ခြင်းစရာပြောင်းရွှေ့လို့ပြောလို့ရပါရင်ထုံးစံတိုင်းချဲစီကပက်ထရိုကို9နှစ်စာချုပ်အထိနှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာလည်းဖြစ်ပါရင်လက်ရှိမှာတော့ပက်ထရိုကချဲစီအသင်းကလပ်ကမ္ဘာဗလာကစားနေတဲ့အမေရိကန်ကိုရောက်ရှိနေပြီးစိတ်ဆင်မှုခံယူဖို့ကြိုးစားနေပါရင်ဒီတိုင်းဆိုရင်တော့ငှက်ပြစ်ကောင်ချဲစီရဲ့အနာဂတ်ကတော့ပိုလို့ဝေဝါးလာပြီလို့ဆိုရမှာပါ မထူးပါဘူးဂျယ်စင်ကိုစိတ်ဝင်စားနေတဲ့အာဆင်နယ်စီကိုပဲအရေးကြတဲ့ရောင်းပေးလိုက်ပါတော့သဘောတူကြရဲ့လား